မျက်နှာဖုံးအုပ်ထားတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့မျက်နှာဖုံးကိုဖယ်ရှားတဲ့သူဟာတက်တန်းနှစ်တရာဆုံးရှုံးမယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့အင်ရှင်မဖြစ်သူကတော့အဲ့ဒီလိုအယူသီးတာတွေကိုမယုံကြည်ပဲသူ့ယောက်ျားရဲ့ဖောက်ပြန်ခက်လားမဟုတ်လားဆိုတာကြည့်ရအောင်မျက်နှာဖုံးကိုအတင်းဆွဲနံမှုကျူးစားခဲ့ပါတယ်။သူမမျက်နှာဖုံးကိုဆက်လန်းလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲပြင်ပကနေမိုးကြိုးဖြစ်ပြည့်စည်လက်ပြီးလေပြင်းမုန်တိုင်းတစ်ခုဂုတ်တရဲတိုက်ခတ်လာပါတယ်။လူတိုင်းအင်ရှင်မောက်ကိုနှဲ့ကြည့်လိုက်တဲ့အခါအင်ရှင် မားရဲ့မျက်နှာတစ်ပြင်လုံးအရေးအကြောင်းတွေနဲ့သပင်းတွေအလုံးဖြူပွေးလို့နေတာကိုကြောက်လန့်တကြားတွေ့လိုက်ရပါတယ်။အင်းရှင်မဟာမှတ်တစ်ချက်ကိုယူပြီးကိုကိုကိုကြည့်လိုက်တဲ့အခါချက်ချင်းဆိုသလိုစိတ်ပြအားငယ်မှုနဲ့တူလဲကျသွားပါတော့တယ်။ဘာတွေဖြစ်ပျက်နေမှန်းသူမမသိလိုက်ခင်မှာပဲ။မှန်ချက်ကရုတ်တရက်ကွဲချီသွားပြီးမှန်စတွေဟာသူမရဲ့မျက်လုံးတွေကိုဖောက်ဝင်သွားတာကြောင့်မျက်စိကွယ်သွားခဲ့ရပါတယ်။အဲ့ဒီအခါမှာအလုံးကကြောက်လန့်တကြားသဘောပေါက်သွားကြတာကမျက်နှာဖုံးစုပ်အမျိုးသမီးဟာလွန်ခဲ့တဲ့အနှစ်တရာကဂုံတွေရှိမျိုးရိုးကြီးလေးကိုထောက်ပံ့ခဲ့တဲ့ကျေးဇူးရှင်ဆိုတာပါပဲ။သူမဒီနေ့လာတာက အဲ့ဒီတုန်းကချုပ်ဆိုခဲ့တဲ့သဘောတူညီချက်အရမျိုးရိုးကြီးလေးကအထူးကြုံဆုံးလူငယ်တယောက်စီကိုသူမရဲ့အစိခံအဖြစ်ရွေးချယ်ဖို့တာဖြစ်ပါတယ်ဒီအင်ရှင်မကသူ့ကိုယောက်ျားရဲ့ဖောက်ပြန်ဖက်အဖြစ်မှားယွင်းချင်မြင်ပြီးအချင်းချင်းစော်ကားခဲ့တာတတိပေးထားတဲ့ကြားကမျက်နှာဖုံးကိုဆွဲပြစ်ပစ်တာမျိုးလုပ်လိမ့်မယ်လို့သူမလုံးဝမမျှော်လင့်ခဲ့မိပါဘူးဒါဟာအင်ရှင်မအတွက်ကန်တမာရဲ့လက်တော့ပြန်မှုပါပဲဒါပေမဲ့အင်ရှင်မက အဲ့ဒီမျိုးသမီးရဲ့အစ်စ်အမှန်ကိုရေးအချက်လက်ကိုသိလိုက်ရတဲ့အခါသူ့ရဲ့အဖြစ်မူတွေအတွက်တောင်းပန်ဖို့မစင်းစားဘဲသူ့သားကိုအ мян ခေါ်ပြီးစေယုံသွားဖို့မျက်လုံးကိုကုတခိုင်းဖို့ပြောခဲ့ပါတယ်။သို့တော့မျက်နှာဖုံးဆုပ်အမျိုးသမီးရဲ့အစီခံကမလိုပါဘူးလို့ပြောလိုက်ပြီးအင်ရှင်မဟာသမီးနှစ်ကိုတက်တန်းတက်ဆက်နှစ်နှုံးနဲ့ဆုံးရှုံးနေတာမို့နောက်ထပ်၄မိနစ်အများဆုံးတွင်မှတည်ဆုံးတော့မယ်လို့ပြောလိုက်ပါတယ်။ဒီလောကမှာဒီလိုဆွမ်းအမျိုးပိုင်ဆိုင်သူရှိနေမယ်လို့အင်ရှင်မကမယုံကြည်ပဲ ီတာစုဆရာဝန်ကိုသူ့ကိုကယ်ဖို့အခါကတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်ကသူမရဲ့ကိုရင်းအင်္ကာတွေဟာအမှန်တကယ်ပဲအနေအမြန်ပျက်စီးနေပြီဆိုတာသိရှိခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါအင်ရှင်မဟာလောဝစိတ်တကြချုံချသွားပါတော့တယ်။သူမရဲ့ယောက်ျားကသူမကိုအတိပြန်ဝင်အောင်ပါဖို့ရိုက်လိုက်ပြီးနောက်မိသားစုတစုလုံးကိုဥဆောင်ပြီးကျေးဇူးရှင်မျိုးသမီးရဲ့ရှေ့မှာဒူးထောက်ကသူ့ဇနီးကိုအဖြစ်ပေးပါရန်တောင်းပန်လိုက်ပါတယ်။သို့တော့မျိုးသမီးကသူတို့ဟာအင်ရှင်မရဲ့အတက်ကိုကယ်ဖို့တောင်းပန် နေတာကိုသိပါတယ်သူမကလက်တစ်ချက်ဝေးရမ်းလိုက်တာနဲ့သူတို့အားလုံးလွန့်ထွက်သွားပြီးမှားယွင်းမှုကျူးလွန်သူတိုင်းဟာအချိုးဆက်ကိုခံစားရမယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါယောက်ျားဖြစ်သူကသူ့စနီးရဲ့အသက်အကြောင်းထပ်မမေးဖို့တော့ပါဘူးဒီအခြေအနေကိုမြင်လိုက်ရတဲ့အခါမှာတော့အင်ရှင်မဟာနောက်ဆုံးမှာကြောက်ရွံ့မှုကြီးစိုးလာပြီးမျိုးသမီးရဲ့ရှေ့မှာဒူးထောက်ကသူမမားကြောင်းသိပါပြီးခွင့်လွှတ်ပါရန်တောင်းပန်ခဲ့ပါတယ်သို့တော့မျိုးသမီးကသူမဟာဒီမှာကိုတောက်တာတာဖြစ်ပြီးတကယ်တောင် ပန့်နေတာမဟုတ်ဘူးဆိုတာကိုပုံပွင့်လင်းလင်းဖော်ထုတ်ပြောကြားလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါအင်ရှင်မဟာဒေါသထွက်ပြီးသူမဟာမျက်နှာဖုံးကိုပြန်လိုက်ရုံမရှိတာဘာလို့သူမကိုစေတံပေးတာလဲဆိုပြီးအော်ဟစ်ခဲ့ပါတယ်သူမစကားပြောနေရင်းနဲ့အမျိုးသမီးကိုချင်းချောက်လိုက်တာကသူမရဲ့သားဟာဒီမျိုးဆက်ရဲ့အထူးချွန်ဆုံးလူငယ်ဖြစ်တာမို့အမျိုးသမီးကသူ့ကိုမကယ်ဘူးဆိုရင်သူ့သားကိုအမျိုးသမီးရဲ့အစီခံဖြစ်အလုံးမလုံးခိုင်းမှုလို့ပါအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအမျိုးသမီးရဲ့အစီခံကအလွန်ရစရာကောင်း တဲ့လို့ယူဆပြီးဒီမျိုးသမီးကိုအစီကံပြုခွင့်ရတာဟာသူတို့ရဲ့အဖိုးတွေကဒူးထောက်တောင်းပန်ခဲ့ရတဲ့အခွင့်အရေးဖြစ်ပြီးလူတိုင်းကဒီအစီကံဖြစ်လို့ဖို့အရေးချင်းမပြည့်မီဘူးလို့ပြန်ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမှာအင်ရှင်မဟာသူမဘဝဆုံးပြီဆိုတာကိုနောက်ဆုံးသဘောပေါက်သွားပါတယ်နောက်တစ်စက္ကန့်မှာပဲတွေးအံပြီးချက်ချင်းတည်ဆုံးသွားခဲ့ပါတယ်အချိန်တိကျ၄မိနစ်ပြည့်သွားပါပြီ